ီလိုအရေးယူပိတ်ဆို့လိုက်ပါပြီဆိုတဲ့ကြေညာချက်ကြီး US အနေနဲ့အရန်ရောက်ကြရောထွက်နေထွက်ထမရှိပါဘူးစေအုပ်စုကနေပြီးတော့ဂျာမနီတောင်ပိုင်းကိကိပတ်မှရှိနေတဲ့အောက်ဝီဖြုတ်ပြတ်တဲ့ကိစ္စကဒါအယူအနှမ်းနဲ့လုပ်တဲ့အလုပ်ပါဥပဒေသမားတော်တော်များများသိပါလေအဲ့ဒီရာဇဝတ်မှုကိုခြေရာခံနိုင်တဲ့သတိကံဖြစ်ပစ်စည်းတွေထောက်ထက်တတ်တာကသွတ်သွဲခံရပြခံရတဲ့အမှုကျင့်ဖြစ်ပါတယ် ားလုံးပဲမင်္ဂလာပါကျိုး KNC ရဲ့သီသန့်တွေ့ဆုံမြင်မြင်ချင်းအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေအခုတစ်ခေါက်မှာတော့ကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်မှာဒီကြပ်ဖြတ်နေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တွေ့ဆုံမြင်မြင်တော့မှာဖြစ်ပါတယ်ဒီအခုအားလုံးသိရှိထားတဲ့အတိုင်းပါပဲဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒီကြပ်ဖြတ်လုပ်ငန်းတွေဟိုဒီနိုင်ငံတကာရဲ့ PR တွေကြောင့်ဒီနေနေမှုတွေဟိုလှုပ်ဆောင်နေတာတွေ့ရတယ်ဒီလှုပ်ဆောင်နေတဲ့ပုံမှာဒီ နေစားဒေသမှာရှိတဲ့ဒီဂျားဖြန့်လုပ်ငန်းတွေရဲ့ရှေ့လာရအခြေအနေဘယ်လိုရှိနိုင်မလဲဒါနဲ့ပတ်သက်ပြီးတော့ဟိုဒီတရားလို့တော့ရှင့်နေစောပေါ့လေးနဲ့ကျွန်တော်တွေ့ဆုံမြင်မြန်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့အစက်အခုလိုအချိန်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်ပရမုံဆုံးမေးချင်တာကဒီ DKBA လို့ခေါ်တဲ့ဒီမိုကရေစီအကျိုးပြုကိရင်တတ်မတော်ရဲ့ဒီထိပ်ပိုင်ခေါင်းဆောင်လေးဦးပေါ့လေဒီ US အစိုးရနေပြီးတော့ဆန်ရှင်ချမှတ်လိုက်တာလည်းလို့တော့ကျွန်တော် သိရတာပေါ့လေ ဒီ session ချမတာနဲ့ပတ်သက်ပြီးတော့အကျိုးဘယ်လိုနားလည်ရမလဲဘယ်လောက်ထိထိရောက်မလဲအအကျိုးသိရမှုတွေကဘယ်လောက်ရှိနိုင်မလဲဆရာဒါနဲ့ပတ်သက်ပြီးတော့သုံးသပ်ပြပါခင်ဗျအဲ့တော့ဒီ US government ကနေပြီးတော့ DBA ခေါင်းဆောင်တွေရောက်ဖို့မှာပိတ်ဆို့တဲ့ကိစ္စကတော့အဲ့ဒီ DBA အဖွဲ့အစည်းနဲ့ခေါင်းဆောင်တွေဥပမာအနည်းနဲ့အများ အကျိုးသက်ရောက်မှုတွေရှိတာလိမ့်မယ်လို့မြင်တယ်။အနောက်တစ်ခုကဒီလိုအရေးယူပိတ်ဆို့တယ်ဆိုကြတဲ့ကူကဒီကောင်းတော်လေးဦးရဲ့ပန်ဆိုင်မှုတွေကမြန်မာနိုင်ငံရဲ့အပြင်ဘယ်နေရဘယ်ဒီစားတွေမှာဘလောက်အတိုင်းအတာတွေရှိတယ်ဆိုတာကို US ကအသေးချသိလို့ဒါလို့ပိတ်ဆို့မှုလုပ်တာပါ။ဆိုတော့နောက်ဒီနေရာမှာသတိထားမိတာက အခု US ကနေပြီးတော့ဒီပိတ်ဆို့မှုနဲ့အတူသူတို့ဒီကြားဖြန်းကိုတိုက်ဖြတ်မဲ့အဖွဲ့အစည်းတစ်ခုပေါ့နော်ကွန်ပေါင်းအဖွဲ့အစည်းတစ်ခုဖွဲ့စည်းတဲ့အခါမှာအဓိကအဖြစ်မေကာနိုင်ငံရဲ့နာမည်ကျော်ထောက်နိုင် FBI အဖွဲ့ကပါဝင်လာတာကိုတွေ့ရတယ်အဲ့တော့ဒီလိုအရေးယူပိတ်ဆို့လိုက်ပါပြီဆိုတဲ့ကြေညာချက်ဒီ US အနေနဲ့အရန်ရောက်ကရောက်ထွက်လေထွက်ထမရှိပါဘူး တကယ်တိကျခိုင်မာတဲ့သတင်းအချက်လက်နဲ့သူတို့စုံနာစစ်ဆေးမှုတွေလှုပ်ထားတဲ့အတွက်ချောက်တာဒီလိုကြီးညာချက်ထွက်လာပါတယ်အနှစ်ချုပ်ပြောရမယ်ဆိုဒီကြီးညာချက်နဲ့အတူ DGB အဖွဲ့စည်းအဲ့ဒီအဖွဲ့စည်းတဲ့ဆက်နွယ်တဲ့ဒီခေါင်းဆောင်၄ဦးပေါ်မှာတော့အနှဲနဲ့များ အကျိုးသက်ရောက်မှုဖြစ်လာနိုင်တယ်လို့ကျွန်တော်ကြိုတင်သုံးလို့ရပါတယ်ဟုတ်ဆရာဒီဟာနဲ့ပတ်သက်ပြီးတော့ဒီ DGB အဖွဲ့စည်းပေါ်မှာပေါ့နော် ဘလောက်ထိရိုက်ခတ်မှုတွေရှိလာနိုင်မယ်လို့ဆရာတို့ဟိုသုံးသပ်မိတယ်ခင်ဗျအဲရိုက်ခတ်မှုတွေရှိလာနိုင်ပါတယ်ရိုက်ခတ်မှုတွေရှိလာနိုင်တယ်ဆိုတာကကျွန်တော်တို့ဒီ nasty adder တွေမှာဆိုကျွန်တော်အဓိကအဖြစ်က nasty adder လို့ပြောတဲ့အခါမှာလက်နက်ကင်နာချင်းရဲ့ရည်ရွယ်ချက်ကိုကျွန်တော်ကြည့်ဖို့လိုပါတယ်ဆိုတော့ငကုံမူသားကတော့ဒါ DKBAD ကျွန်တော်တို့ ဟိုတော်လိုင်းရဲ့အဖွဲ့စည်းတရားအနေနဲ့ရည်တည်ခဲ့ကြပါတယ်သို့တော့လက်နက်ကဲ့အတိုင်းနတ်စတေးအတိုင်းလို့နာမည်ခန့်နိုင်တိုင်းတော်လိုင်းရဲ့အဖွဲ့စည်းမဟုတ်ပဲနဲ့တချို့သောအဖွဲ့စည်းတွေသည်ဟိုရာသဘုတ်အဖွဲ့စည်းပုံစံဖြစ်သွားတတ်ပါတယ်ဆိုတော့နောက်ဆက်တွဲအနေနဲ့ကတော့ဒီချိန်ညကျတဲ့အတူနောက်မှကျွန်တော်တို့ action တွေ financial fund တွေလိုက်လာတဲ့အခါကြရတော့ နနာရတော်လည်းအဖွဲ့အစည်းအဖြစ်ကနေပြီးတော့ကျွန်တော်အရှိမပြောခဲ့တဲ့ရာသို့အဖွဲ့အစည်းအသွင်သဏ္ဍာန်မျိုးပြောင်းလဲသွားလိမ့်မလားလို့တော့မေကွန်ထုတ်เสียရှိပါတယ်။ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်။ဆရာနောက်တစ်ခုကဒီမြန်မာနိုင်ငံတဲကဒီစကမ်းမင်းလုပ်ငန်းတွေမှာဒီပါဝင်ပတ်သက်တဲ့လူတွေကိုဒီအမေရိကန်ဆိုးရနေပြီးတော့ဒီဝင်ရောက်ဖမ်းဆီးနိုင်တဲ့အထိဟိုဖြစ်လာနိုင်လား။ကျွန်တော်တို့ မေဂန်ပြည်တော်လူကိုစတဲ့မိတီထောင်တဲ့အချိန်ကစပြီးဒီကနေ့ဒီချိန်ဒီကဘာမှာဆိုးဥစ္စာကတခုရှိပါတယ်။အဲ့ဒါကဘာလဲဆိုအမေဂန်ဒီကဘာပလိတ်ကြီးလို့ကျွန်တော်တို့အမြဲတမ်းခေါ်လေးခေါ်ထားရှိပါတယ်။ဒီနေရာမှာနိုင်ရှင်းစရာတခုဖြစ်လာတာကကျွန်တော်တို့မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ချားဖြတ်ဖန်းစည်းတဲ့အခြေအနေမျိုးနဲ့အခုတောင်ပိုင်းမှာ ဖန်းစည်းလာနိုင်တဲ့အေးဖောင်ရလာနိုင်တဲ့အခြေအနေမျိုးကလုံးဝမတူဘူး၊ကွဲပြားခြားနားနေတာကိုသတိထားဖို့လိုပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ခဲ့တယ်ဆိုတာကတရုတ်စီသူမှွေးတဲ့မျိုးကိုသူပြန်ငင်းသက်တာပါ။အခုမြန်မာနိုင်ငံတောင်ပိုင်းမှာဖြစ်နေတဲ့ပြဿနာအမေရိကန်တွေသူ့အိမ်ကိုကူးလာတဲ့မျိုးကိုသူတိုက်ခိုက်ချေမှုရတဲ့အနေအထားမျိုးဖြစ်ပါတယ်။ဒါကြောင့်မို့လို့ ကဘာပလိတ်ကြီးပါလာတဲ့ဒီပွဲမှာကတော့ပွဲနဲ့နဲ့ချမ်းကောင်းချမ်းပါလိမ့်မယ်တကယ်လုံးတဲ့အခြေချမ်းရင်လေမြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေထက်ပိုပြီးဆိုးရွားသွားလိမ့်မယ်လို့တော့သုံးသပ်လို့ရပါတယ်ဟုတ်ဆရာနောက်တစ်ခုကလေဒီဒီထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်ထက်မှာရှိတဲ့ဒီဂျားပြတ်ဒီ online ငွေလိမ့်တဲ့လုပ်ငန်းကိုပေါ့လေဒီ စတင်ဦးစီးဦးဆောင်လုပ်တဲ့လူဒီဂျားပြန့်ကောင်းဆောင်နောက်ပြီးတော့ဂျားပြန့်ရဲ့ဖခင်လို့တင်စားခေါ်ဒါကိုခံရတဲ့ဒီစီချင်းချမ်းပေါ့လေဒီပြီးခဲ့တဲ့ရက်ပိုင်းကပဲဒီထိုင်းဆိုးရနေပြီးတော့ဒီတရုတ်ဆိုးရထံကိုလွှဲပြောင်းသွားတာကိုကျွန်တော်သိရတာပေါ့လေဒီလွှဲပြောင်းမှုပေါ်မှာဒီနေစားဒေသမှာရှိတဲ့ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေပေါ်ဘလို့တယောက်မှုရှိလာနိုင်မလဲဘလောက်ထိတယောက်နိုင်မလဲလို့ဆရာတို့ယူဆမိတယ်ဗျာ ရှမ်းပြည်ကြံကိုတရုတ်ကပြန်ခေါ်သွားတဲ့အချိန်မှာကတော့ဒီကျွန်တော်တို့မြန်မာနိုင်ငံတောင်ပိုင်းမှာတော်လိုင်းအဖွဲ့အစည်း၊ကရင်လက်နက်ကိုင်အဖွဲ့အစည်းရဲ့တို့ပြောရင်တော့ခွဲခြားနှားလက်ကိုလိုပါတယ်။အဲရှမ်းပြည်ကြံနဲ့ဒါတိုင်းပတ်သက်ခဲ့တဲ့တော်ဝဲပြီးတော့ပတ်သက်ခဲ့တဲ့အဖွဲ့အစည်းတွေအပေါ်မှာတော့အနည်းနဲ့အများ side effect ကတော့ရှိမှာပါ။ဘာလို့လဲဆိုတော့ အတူတကွာအလုံးလုံးခဲ့ကြတယ်ဟိုဥပဒေစကားနဲ့ပြောမယ်ဆိုရာသွုံးမှုတစ်ခုကိုအတူတူပူပေါင်းကြံစီလုံးဆောင်ခဲ့ကြတဲ့အခြေအနေပုံမှာတော့အနည်းနဲ့အများကြီးခတ်မှုရှိမှာပါထို့နေ၎င်းမှာပဲကျွန်တော်တို့မြန်မာနိုင်ငံတော်မှန်အခြေအနေကိုကြည်တိုင်းလက်နက်ကန်အဖွဲ့စည်းရဲ့လို့ပြောရင်အဲ့ဒီစကန်ဆန်တာနဲ့ရှမ်းကြည်ကျန်းရဲ့အဝန်ဝိုင်းထဲမှာပါဝင်ပတ်သက်ခြင်းမရှိပဲအင်းငင်းရှင်းရှင်းနေရတဲ့အဖွဲ့စည်းတွေလည်းရှိတယ်တော့ကြောင့် အဲ့ဒီတင်းငင်းရှင်းရှင်းနေရတဲ့အဖွဲ့အစည်းတွေနဲ့ကတော့ဘာမှရင်ခုန်စရာအကြောင်းမရှိပါဘူး။ဟုတ်ကဲ့ဆရာနောက်တစ်ခုကဒီမြန်မာနိုင်ငံမြောက်ပိုင်းပေါ့လေကိုကန့်ဒေသမှာဒီကိုကန့်ခေါင်းဆောင်တွေကိုတရုတ်အစိုးရနေပြီးတော့ဒီဝင်ရောက်ဒီဖန်စီတာမျိုးပေါ့ဒီအခုမြန်မာနိုင်ငံရဲ့တောင်ပိုင်းကင်းပြင်းနယ်မှာဟောဒီဒါမျိုးအလားတူအလားတူပေါ့နော်ဒါဖြစ်လာနိုင်ခြင်းရှိရှိနိုင်မလားဆရာ အဒီနေရာမှာပြန်ပြီးတော့နိုင်ရှင်ပြရမယ်ဆိုရင်မြန်မာနိုင်ငံမှာမြောက်ပိုင်းမှာ ဖြစ်သွားတဲ့အခြေအနေကတရုတ်ကတရခန်လို့သတ်မှတ်ထားတဲ့လူကိုစစ်အုပ်စုထဲမှာတောင်းတဲ့အတွက်ကြောင့်စစ်အုပ်စုကလွှဲပေးတဲ့အခြေအနေပါဆိုတော့အဲ့ဒီနေရာမှာကျွန်တော်တို့က international society တွေ international institution တွေမပါလာတာကိုကျွန်တော်တစ်ချက်သတိထားဖို့လိုပါတယ်သို့တော့ ဒီတောင်ပိုင်းမှာဖြစ်လာတဲ့အခြေအနေမျိုးကတော့အခု US government ကလည်းကြေညာချက်ထုတ်ထားပြီးပါပြီ။တက္ကသဆရှင်အနေနဲ့ကသူကသုံးနိုင်ငံကိုပြစ်မှတ်ထားတယ်။ဆိုတော့နောက်တစ်ခုက US တရုတ်က တောင်းယူသွားတဲ့အချိန်မှာဥပဒေကိုအခြေပြုခြင်းထက်လူပုဂ္ဂိုလ်နဲ့အမှုဖြစ်စဉ်ကိုအခြေပြုပြီးတောင်းယူသွားတာပါ။ အခုအမေရိကန်အခြေအနေကထွက်လာတာတော့ဥပဒေကြောင့်အခြေပြုပြီးထွက်လာတဲ့အတွက်ကြောင့်အဲ့ဒီအခြေအနေမျိုးနဲ့ကွဲပြားခြားနားတဲ့အရေးယူဆောင်ရမှုတွေ action plan တွေကိုကျွန်တော်တွေ့ကိုတွေ့ရပါလိမ့်မယ်။ကုံကုံပြောကြပါစို့အင်တာပိုလိုအဖွဲ့အစည်းအနေနဲ့အများပါလာနိုင်တဲ့အပြင်လက်ရှိအခြေအနေမှာလည်း FVR special agent တွေကဘန်ကောက်ကိုရောက်နေပြီဆိုတာကျွန်တော်တို့သတင်းအခြေအနေတွေရသိရတဲ့အတွက်ကြောင့်သိကြပါတယ်အနောက်ကနေ USD US Security Council မှာပမ်နမ်မဘာဖြစ်တဲ့အတွက်ကြောင့် Interpol အဖွဲ့အစည်းအားဖြင့်လှုပ်ရှားပါလိမ့်မယ်ကျွန်တော်ကတော့ဒီလိုပဲကြိုတင်သုံးသပ်ထားပါဟုတ်ဆရာကြည့်တင်ပါဆရာ ောက်တစ်ခုကဆရာကျော်မေးချင်တာဒီမြောက်ရီတောင်ဘက်ပိုင်းမှာရှိတဲ့ဒီဂီဂီပဒီကြားဖြတ်လုပ်ငန်းမှာပေါ့နေရှိတဲ့ဒီအဆောက်အဦတွေကိုစီအုပ်စုကနေပြီးတော့ဒီဖောက်ခွဲပြတာမျိုးတွေကိုတွေ့ရတာပေါ့လေဒီလုပ်ငန်းမှာ KNU အပေါ်မှာလည်းဒီဆွဆွဲမှုတွေလည်းသူတို့လုပ်နေတာကိုကျွန်တော်တွေ့ရတာပေါ့လေဒီဆွဆွဲပြောဆိုမှုတွေအပေါ်မှာအာဟိုဆရာတို့ဟိုဒါဘယ်လိုမြင်ပါသလဲအာနောက်ပြီးတော့ဒီ ဘာများထောက်ပြစရာများရှိမလဲဒီဆွဆွဲမှုပေါ်မှာအခြေခံမှုတော့ပေါ့လေအဲဒါဆိုရင်တော့ကျွန်တော်နှစ်ပိုင်းခွဲပြီးပြောရမယ်နံပါတ်၁စေအုပ်စုကနေပြီးတော့ဗျာပတိတောင်ပိုင်းကကပတ်မှာရှိနေတဲ့အောက်ဦးတွေဖြုတ်ပြတ်တဲ့ကိစ္စကတော့ဒါအယူအနှံ့နေလောက်တဲ့အလုပ်ပါဥပဒေသမားတော်တော်များများသိပါတယ်ကျွန်တော်တို့ကတစ်စုံတစ်ယောက်ကနေပြီးတော့ရာဇဝမှုတစ်ခုကိုကျူးလွန်ထားတယ်လို့ဆွဆွဲတဲ့အချိန်မှာ အဲ့ဒီရာသဘောမှုကိုခြေရာခံနိုင်တဲ့သတိကံဖြစ်ပစ္စည်းတွေကိုဖြောက်ဖြတ်တတ်တာကသွတ်သွဲခံရသူသရခံရဲ့အမှုကျင့်ဖြစ်ပါတယ်။သို့အတွက်ကြောင့်အခုလိုအဆောက်အဦတွေဖြောက်ဖြတ်နေတာကတော့သတိကံပစ္စည်းကိုဖြောက်ဖြတ်ဖြောက်ဖြတ်တယ်လို့ခေါ်တဲ့နောက်ထပ်ရာသဘောမှုတစ်ခုကိုကျူးလွန်တာဖြစ်ပါတယ်။ဒါတပါးနောက်တစ်ပိုင်း စေအောင်စုအနေနဲ့ဒီကြားဖြန့်ကိစ္စကေကေပတ်ကကေကေပတ်မှာ KMU ကပါဝင်ပတ်သက်နေတယ်လို့ပြောရင်တော့ KMU ကတရားဝင် ထုတ်ပြန်ကြေညာခဲ့တဲ့ထုတ်ပြန်ကြေညာချက်တွေကိုပြန်ကြည့်ပါ KMU ရဲ့အဲ့ဒီကြေညာချက်တွေဒီကျွန်တော်တို့နိုင်ငံတကာကဘာအလဲကိုချပြခဲ့တဲ့ကြေညာချက်တွေဖြစ်တယ်ဒါကြောင့်မို့လို့စေအောင်စုရဲ့ပြောရေးဆိုခွင့် KMU ကိုဆွတ်ဆွဲတဲ့ဆွတ်ဆွဲချက်ကတော့ တခိုးကလူကိုဟစ်တယ်လို့ပဲကျွန်တော်ကတော့ပြောပြရသေးဟုတ်ဆရာနောက်တစ်ခုကလေဒီထိုင်းမြန်မာနယ်စပ်မှာဒီဂျာပြက်လုပ်ငန်း site တွေအများကြီးကျန်နေတာပေါ့လေဒီလုပ်ငန်းဆိုလို့ရှိရင်တော့အခုတည်းထိလည်းဟိုလေပတ်နေတုန်းပဲလေကျွန်တော်သိရတာပေါ့လေဒါကိုစေအုပ်စုကနေပြီးတော့ဒီဖမ်းပြတာမျိုးเนาะနောက်ပြီးတော့ဟိုလုပ်ပြတာမျိုးလေကျွန်တော်မတွေ့ရဘူးပေါ့လေဒါလည်းပတ်သက်ပြီးတော့ဆရာဗာများမသုံးသပ်နိုင်ဘူး ကျွန်တော်တို့ပြီးခဲ့တဲ့ဝင်းမြင့်ဦးဆောင်တဲ့ LED အစိုးရလက်ထက်မှာရွှေကုတ်ကုတ်စီမံကိန်းနဲ့ပတ်သက်ပြီးတော့ခွင့်ပြုထားတဲ့ခွင့်ပြုချက်ထက်ကိုပုံမူလုံဆောင်တဲ့အတွက်ကြောင့်လုပ်ငန်းရပ်ဆိုင်မှုစုံစမ်းစစ်ဆေးမှုကျွန်တော်တို့အစိုးရအဖွဲ့ကညွှန်ကြားခဲ့တာရှိပါတယ်ဒီအခြေအနေပေါ်မှာကကကြီးရဲ့အောက်မှာရှိတဲ့နေကြာဆောက်တက်ကိုစစ်တပ်ကဘွေဦးဆောင်စစ်ဆေး ရမှာဖြစ်ပါတယ်ဒါပေမဲ့လို့အဲ့ဒီအပေါ်မှာစစ်တပ်သည် အစိုးရရဲ့ညွှန်ကြားချက်ကိုထိထိရောက်ရောက်အကောင့်ထဲပေါ်ပေးခဲ့သလားသို့ဒီမဟုတ်မဖုံမဖလှုပ်ပြီးတော့အကာအကွယ်ပေးခဲ့သလားဆိုတာဒါကျွန်တော်တို့အားလုံးအသိပဲဖြစ်ပါတယ်သို့အတွက်ကြောင့်ဒီနေရာမှာထောက်ပြစရာတစ်ခုရှိတာကဒီလိုတရားမဝင်တဲ့လောင်းကစားလုပ်ငန်းများသည့် ဗျာဝတိမှာအခုချိန်အခုကာလမှာပေါ်ပေါက်လာတာမဟုတ်ပါဘူးဦးသားရွှေတို့ခစ်မှာကလေးကပေါ်ပေါက်ထားတဲ့ပေါ်ပေါက်ချက်တွေဖြစ်ပါတယ်အဲ့ဒီအချိန်အဲ့ဒီကာလကဘာကြောင့်ပေါ်ပေါက်တယ်လဲဘဒူတွေကကာပါပေးလို့ဒီလုပ်ငန်းတွေကိုပြောင်ပြောင်တင်းတင်းလုတ်ကန်လို့ရတာလဲဆိုတာကဒါကခက်မှန်သုံးသပ်လို့ရပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ နောက်ဝရီမှာအခြေတည်ပြီးလှုပ်တဲ့အဖွဲစည်းတွေကတော့အခြေတည်ပြီးလှုပ်တယ်တကယ်ကဲတန်းဆက်ကြီးကိုကောက်ခံနေတာဘယ်အဖွဲစည်းတွေဆိုတာကျွန်တော်မပြောလဲတရားစာလုံးမှုပြည်သူလူထုနားလဲပါလိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်ဒါကြောင့်မို့လို့ဒီထက်ပိုပြီးပြောလို့ရတဲ့တစ်ခုစီကမ္ဘာ139နိုင်ငံထဲမှာစီးပွားရေးလုပ်တဲ့စစ်တပ်ပြီးမြန်မာနိုင်ငံစစ်တပ်တစ်ခုတည်းသာရှိပါတယ် ဒါကြောင့်မို့လို့စီးပွားရေးကိုသာဆောင်ပေးပြီးတော့မိမိရဲ့ပြည်သူ့ဝန်ထမ်းဖြစ်ချေနိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းတာဝန်ကိုထမ်းဆောင်ခြင်းဆိုတာကိုခေါင်းနဲ့မရောက်တဲ့စစ်တပ်သီးသာအဓိကလက်သက်သက်ခံဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်သတင်းစကားပေးလို့ပါဟုတ်ဆရာနောက်ဆုံးအနေနဲ့ပေါ့နော်ဒီထိုင်းမြန်မာနယ်စပ်ပေါ့နော်ဒီကရင်လက်နက်ကိုင်တွေဟိုထိ ंछ ုပ်တဲ့နေမြန်မာရှိတဲ့ ီဂျာပြန်လုပ်ငန်းလို့ခေါ်တဲ့ဒီ online ငွေလိမ်တဲ့လုပ်ငန်းဟိုသူ့ရဲ့ရှေ့ရဲ့အလားလာသူတို့ရဲ့ကံကြမ္မာဟိုဘာတွေဖြစ်လာနိုင်လဲဆရာနောက်ဆုံးနေ့သုံးသပ်ပေးပါဦးကျွန်တော်တို့မြန်မာနိုင်ငံကကပားအလယ်မှာနာမည်ကောင်းတဲ့ကြော်ကြားတဲ့ဆိုတာတော်တော်လေးကိုရှားပါမြန်မာနိုင်ငံရဲ့လို့နာမည်ကြီးသွားပြီဆိုရင်မကောင်းတာနဲ့ပဲနာမည်ကြီးတဲ့ကြီးတာရှိပါတယ် ဆိုတော့ဒီကနေ့ကဘာကညာဝတီရဲ့စကန်စင်တာနဲ့ပတ်သက်တော့တော်တော်လေးအယုံဆိုင်ခံရပါတယ်။နောက်ဒါလိုလုပ်ငန်းမျိုးကတော့ဘယ်နိုင်ငံတကာဘယ်ပုဂ္ဂိုလ်ကမှ အားပေးအားမြောက်ရှိလာမှာမဟုတ်ဘူး။အဲ့တော့စကန်စင်တာရဲ့လာရကိုကျွန်တော်သိပြီးတော့လာရကိုခံမှန်းကြည့်မယ်ဆိုရင်တော့ ဆိုးရွားတဲ့အခြေအနေမျိုးတွေနဲ့နှီးကုံချို့ရနိုင်တာရှိသလိုအဲ့ဒီမှာပါဝင်ပတ်သက်တဲ့ပုံကူတွေအနေနဲ့ကဂုံဂုံပြောကြပါဆိုလူလေကောင်မှာမျက်နှာမဖော်ရတဲ့အနေထားမျိုးကပ္ပရာသိုးကောင်အခြေအနေမျိုးနဲ့ပဲနှီးကုံချုပ်သွားနိုင်မယ်လို့ကျွန်တော်ကတော့ဒီလိုပဲသုံးသပြသေးကျေးဇူးတင်ပါတယ်